အားလုံးပဲမင်္ဂလာပါခင်ဗျာဂျေးတန်ရီကနေပြန်လဲကြိုဆိုပါရယ်အခုမြင်တွေ့နေရတဲ့အစလေးတွေကိုတော့ကျွန်တော်တို့၅သိန်းနဲ့ဝယ်ယူထားတာဖြစ်ပါတယ်ကျွန်တော်တို့၅သိန်းနဲ့ဝယ်ယူထားတဲ့ဒီအစလေးတွေကိုကျွန်တော်တို့ဒီမှာအတူတူကြည့်ကြည့်ရအောင်ပေါ့ဗျာနော်အစလေးတွေကတော့သေးတယ်ပေါ့ဗျာနော်ဒါမဲ့ဒါလေးတွေကဆိုရင်အပွင့်လုပ်လို့ရတယ်ဒီမှာ2 4 6 8စပေါ့เนาะအစလေးတွေကြီးကျွန်တော်တို့ဒါဒီအတစ်စအတိုင်းလေးပေါ့ကျွန်တော်တို့ ငါးသိန်းနဲ့ဝယ်ပြီးတော့မှကျွန်တော်ဒါဖြတ်ခုံရရှိမှာဒါလေးလေးကိုကျွန်တော်အပွင့်ပုံဖော်မှာဖြစ်ပါတယ်အဲ့တော့ညဘက်မိလာတဲ့အချိန်လေးမှာကျွန်တော်ဖြတ်ခုံရရှိမှာတယောက်ထဲပေါ့ဗျာနော်တယောက်ထဲဆိုရင်လည်းပဲအထီးကျန်နေရတော့မဟုတ်ဘူးဗျာနော်ကြောက်တဲ့ဆိုရင်မအထီးကျန်နေမှာဘူးအာယုံနေလဲကျွန်တော်တို့ကြောက်သမားအာယုံနေကျွန်တော်တို့ဖြတ်ကုန်ရရှိမှာကြောက်စီကြောက်သားလေးကြည်လိုက်နော်မီးလေးနဲ့အခုလိုကြောက်စီကြောက်သားလေးကြည်လိုက်ဖြတ်လိုက်ဆိုတော့ဟုတ်လား အပြင်အလူတွေကြည့်ရင်တော့အထီးကျန်တယ်ပေါ့နော်ဒီမှာကတော့ကြောက်ဖြတ်နေတဲ့သူကတော့ကိုယ်အာယုံနဲ့ကိုယ်ဆိုတော့ဟလာတခြားလူတွေမရှိလေကောင်းနေကျွန်တော်ဘာတွေပြောရင်လည်းမသိဘူးအဲ့တော့ကြောက်သမားတယောက်ဖြစ်ဖို့ရန်အတွက်တော့နော်တကယ်တမ်းကျတော့အဓိကလိုအပ်ချက်ကခုလိုမျိုးဖြတ်ခုံနဲ့တက်မီပဲဗျာနော်တခြားတော့အရေးမကြီးဘူးဖြတ်ခုံနဲ့တက်မီရတော့ကျွန်တော်တို့ကအရေးကြီးတယ်အဲ့တော့အရင်နေ့ကတော့ ကျွန်တော်တို့9သိန်းလောက်လက်ထဲမှာထည့်တာဆိုလို့ရှိရင်9000တန်လည်းဖြတ်သလိုရတယ်လို့ဟာတသိန်း2သိန်းတန်လည်းဖြတ်လို့ရတယ်နော်အဲတချို့ဆိုရင်2000 3000တန်လည်းရှိတယ်ပေါ့မနေ့ကဆိုရင်ကျွန်တော်ရှိတင်တန်းလာအပ်တဲ့အကိုတယောက်ကအော်ဒါလေးကျွန်တော်အပွင့်လိုက်နေနော်ဒါလေးနော်အဲ့တော့2000နဲ့ဝယ်လိုက်တာ2000နဲ့ဝယ်တာ10သိန်းရတယ်တဲ့ပြနော်အဲ့တော့အခုဒီမှာလဲဒါကျွန်တော်ခုနကဖြတ်ပြီးသားအနေထားလေးနော်ဖြတ်ပြီးသားအနေထားလေးနော်ဒီမှာ အဲ့တော့ဟိုဘကအစနှစတော့နည်းနည်းပါလို့ကျွန်တော်အပွင့်မလိုက်တော့ဒါလေးကိုပဲလိုက်မယ်ပေါ့ဗျာနော်ဖြတ်ကုံလေးရှိတယ်တက်မီလေးရှိတယ်ဆိုရင်တော့ကျောက်သမားတယောက်ရဲ့ဘဝကတကယ်ကျွန်တော်ပြည့်စုံပါပြီနော်ကျန်တဲ့ကြောက်အောင်မှုတွေဟုတ်လားအဲကိန်းကနန်းတွေတိတ်ကြီးသွားဖို့ရေဆိုတာလည်းပဲတကယ်တမ်းကျတော့ဒီဖြတ်ကုံရဲ့ရှိရစတာပါပဲကျွန်တော်စပြီးတော့မှဖြတ်တော့ဆိုကျွန်တော်တထောင်နန်းနေစဖြတ်တယ်နော်တထောင်နန်းဆိုတိန်းတထောင်နန်းမဟုတ်ဘူးနော်လက်ဖက်ဘိုးတထောင်နော်အဲ့တော့ခုမှဒီမှာသွေးပိသားအနေထားလေးဗျာနော်2 4 6ပွင့်နော်တော်တော်လေးလှပါတယ် အဲ့တော့ဒီလိုလေးဖြတ်ကုန်ရရှိမှာကိုယ့်ရဲ့ကြောက်အာယုံလေးနဲ့ကျွန်တော်တို့ဒီလိုလေးဖြတ်ပြီးတော့မှဒီလိုလေးတွေအပွင့်လိုက်သွေးပြီးသားတဲ့ခါမှာမြဲတဲ့ခါမှာအလွန်မတန်ပီတိဖြစ်ပါတယ်နော်အဲ့တော့အခုကျွန်တော်ကြောက်ဖြတ်ခုံတွေတော့ကျွန်တော်ဖြတ်တဲ့လိုမျိုးဒီအစိမ့်ခုံလို့ခေါ်တာပေါ့ဗျာနော်ဒီခုံလေးတွေကိုကျွန်တော်တို့အဲလိုချင်တဲ့ဆိုရင်တော့ကျွန်တော်ဆက်သွယ်လို့ရတယ်တခုကျွန်တော်အမခန္ဓာတခုကတော့မန္တလေးကြောက်ဝိုင်းကိုသွားပြီးတော့မှဈေးမီးလို့ရတယ်အဲ့ဒီမန္တလေးကြောက်ဝိုင်းက ဈေးထက်ကျွန်တော်တို့တထောင်ရှော့ပြီးတော့မှခြေကြံတွေမှာလာဝယ်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်သတင်းကောင်းပါကျင်တယ်ကျွန်တော်တို့ဖြတ်ကုန်လို့ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ Messenger အရမှာဆက်သွယ်လို့ရပါတယ်နော်အဲလူကိုယ်တိုင်လာရောက်ပြီးတော့မှဝယ်ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ခြေကြံတွေတင်တန်းကြောင်းအဲ့တော့ဒါလေးကိုအခုဒီမှာမြင်တွေ့နေတဲ့နှစ်လေး6ပွင့်ပေါ့နော်ဒီပွင့်လေးကိုကျွန်တော်တို့ရောင်းလိုက်တဲ့ခါမှာတော့6သိန်းခွဲဖြစ်ပါတယ်9သိန်းနဲ့ဝယ်ပြီးတော့မှကျွန်တော်တို့6သိန်းခွဲဖြစ်ပါတယ်အဲကျွန်တော်တို့ဒါနော် အေးအေးတောက်နေတာဖြစ်ပါတယ်ညနေခင်းဘက်မှာเนาะအဲ့တော့6သိန်းခွဲ6သိန်းခွဲနဲ့တဲ့သွားဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအစားဆုံးလိုက်ပါကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရီဒီမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာအားလုံးပဲတက်တာပါ